တထွေးကိုစားတော်ယဟန်မြတ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကခေလာတကတထွေးကိုစားတော်ယဟန်လို့ကဲ့ရဲ့တော်မူတာဟာဘယ်လိုယဟန်တွေဖြစ်မလဲဒီဘလော်လေးရဲ့တိုက်တဲ့ကိုတထွေးကိုစားတော်ယဟန်များလို့ပြီးရတာဟာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဇကလုံးပဲဖြစ်ပါတယ်ဒါကိုသိလို့သောမိတ်ဆွေများအနေနဲ့ဝိနည်းစုလဝါပါဠိတော်နဲ့အထကထာတို့မှာသွားရောက်ပြီးတော့ လေ့လာဖတ်ရှုနိုင်ပါတယ်ခင်ဗျာတတွေးကိုစားသောယဟန်များဆိုတဲ့ခေါင်းစဉ်ကိုတွေ့လိုက်တဲ့အခါမှာပထမတော့ကျွန်တော်လဲဟာခေါင်းစဉ်ကြီးကကျမ်းလာ ਈ တာပေါ့အဲ့ဒါနဲ့ကျွန်တော်လိုက်ပြီးတော့လေ့လာလိုက်တဲ့အခါမှာဝိနည်းစုလဝါပါဠိတော်နဲ့အထာကတာတွေမှာပါတယ်ဆိုတာကိုသိရှိခဲ့ရပါတယ်ဒီဘလော်လေးကိုကြည့်ရှုနားထောင်ပြီးတဲ့အခါမှာမိတ်ဆွေတို့ကျွန်တော်တို့အနေနဲ့တနေ့နေ့တစ်ချိန်ချင်းကြရင် အခါကြီးရဲ့ကြီးဖြစ်လို့ဒုံလဘယဟန်ဝတ်တာပဲဖြစ်ဖြစ်သို့မဟုတ်အကြောင်းအမျိုးမျိုးကြောင့်သင်္ကန်းဝတ်ပြီးသာသနာပေါင်းမှာမနေပြဘူးလို့ပြောလို့မရပါဘူး။ဘာကြောင့်မဲဖြစ်ဖြစ်အဲ့ဒီလိုယဟန်ဝတ်ဖြစ်တဲ့အခါကြရင်အခုကျွန်တော်မျှဝေမဲ့ဒီဘလော်တဲကခေလာတကတတွေးကိုစားသောယဟန်များဆိုတဲ့အထက်မှာမိမိကိုယ်တိုင်မပါဝင်အောင်ကြိုးစားလို့ရတယ်ဆိုတဲ့ဓမ္မအတိလေးတွေ ရှိလာနိုင်ပါတယ်။အဲ့ဒီလိုကောင်းကျိုးအမျိုးမျိုးဖြစ်ထွန်းပါစေဆိုတဲ့စိတ်ဆန္ဒနဲ့အတူဒီဘလော်လေးကနေပြီးတော့ဓမ္မတုဒ္ဒအဖြစ်နဲ့ကျွန်တော်ညဝေပေးတာပါခင်ဗျာ။ဒီအကြောင်းအရာလေးကဘယ်အဆရာလဲဆိုတော့ကျွန်တော်တို့ရဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာတဏှိသောခါမှာမင်းနဲ့တကွာသောပရိသတ်၄ပါးနဲ့အတူသတင်းသုံးနေတဲ့အချိန်မှာအာလုံးသိကြတဲ့အတိုင်းဗုဒ္ဓဝင်ဗီလိန်ကြီးဖြစ်တဲ့အရှင်ဒေဝရတ်က မြတ်စွာဘုရားရှင်ထာမောက်ကိုချင်းကပ်ပြီးတော့လျှောက်ထားပါတယ်ဘယ်လိုလျှောက်ထားသလဲဆိုတော့မြတ်စွာဘုရားတဲ့အခုဆိုရင်အရှင်ဘုရားရဲ့အသက်ဟာနောက်ဆုံးအသက်အရွယ်ရောက်နေပြီဖြစ်တဲ့အတွက်တန်ခေါပရိသတ်ရဲ့ဝင်ကိုထမ်းရတာလေသင်မှန်းလှပါပြီဒါကြောင့်တန်ခေါပရိသတ်အားတပည့်တော်ကိုစွန့်ပါတန်ခေါပရိသတ်ကိုတပည့်တော်ဥဆောင်ပါမယ်အရှင်ဖုရားကတော့အေးအေးဆေးဆေးနဲ့ဖလတမာသဝင်စားပြီးနေတော်မူပါဖုရားလို့ ဲ့ဒီလိုလျှောက်ထားပါတယ်ဒီနေရာမှာအရှင်ဖရာရဲ့တက်တော်အားဖြင့်နောက်ဆုံးအရွယ်ကိုရောက်ရှိနေပါပြီဖရာလို့လျှောက်ထားတာကို ကြည်တော်အားဖြင့်ကျွန်တော်တွေးမိပါတယ်အဲ့ဒီတော့ကအဇာတတ်မင်းကလည်းသူ့ဖြစ်အေးဘိဗိတာတာကို မတတ်သေးဘူးနောက်မြတ်စွာဘုရားရှင်အပေါ်မှာလည်းဒေဝရကရန်ညိုးမဖွဲ့သေးဘူးဆိုတော့အဲ့ဒီအချိန်ကအဇာတတ်ကဖအေးကိုတတ်ပြီးဘုရားပြိဋိနိဗ္ဗာန်မဆန်ခင်မှာရှင့်နဲ့ဘယင်ဖြစ်သေးတယ်ဆိုတော့အဲ့ဒီရှင့်မှာစောတယ်ဆိုတော့ ဖရာပရိနိဗ္ဗာန်မဆန်မီ72နှစ်73နှစ်အချိန်လောက်ဖြစ်နိုင်ပါတယ်။ဒါတော့အသက်80မှာပရိနိဗ္ဗာန်ဆန္ဒဆိုတော့60.68ပေါ့ဖရာအသက်ကအဲ့လောက်ရောက်နေပြီဖြစ်နိုင်ပါတယ်။ဒါကမြတ်စွာဘုရားရှင်ရဲ့အသက်ကနောက်ဆုံးအရွယ်ကိုရောက်လာပြီလို့ပြောတဲ့ဇာတ်နဲ့အခြားဇတ်တော်တွေနဲ့ချင်းဆကြည့်တာပေါ့လေ။အဲ့ဒီလိုဒေဝရကလျှောက်တာဘယ်နှကြိမ်လျှောက်တာလဲဆိုတော့နှစ်ကြိမ်တိတိလျှောက်တယ်။နှစ်ကြိမ်တိတိလျှောက်တိုင်းလေမြတ်စွာဘုရားရှင်က မသိမ့်တော်ပါဘူးဒေဝရလို့နှစ်ကြိမ်လုံးငင်းတော်မူပါအဲ့ဒီတော့ဒေဝရဆိုတာလဲသိတဲ့အတိုင်းကခေါင်းမာတဲ့နေရာမှာတော့နှစ်ယောက်ရှိတဲ့ပုဂ္ဂိုလ်မှမဟုတ်တာကိုသုံးကြိမ်မြောက်ဆက်ပြီးတော့ရှောက်တယ်ဒီခါမှာတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကတွေ့ကြည့်ပေါ့ဗျာနှစ်ကြိမ်နှစ်ခါငင်းပေတာကိုလွန်ဆန်ပြီးတော့သုံးကြိမ်မြောက်တယောက်တင်နေဆိုတော့ဒီတန်ခအဖွဲ့စည်းကိုဥဆောင်ခြင်းနဲ့အဲ့ဒီအခွင့်အရေးကိုရခြင်းနဲ့စိတ်ဘလောက်ထိကြီးမားနေတယ်ဆိုတာကိုပေါ်လွန်တာပေါ့ တစ်ဖက်ကလည်းမြတ်စွာဘုရားရှင်ကတုံးကျိန်ရောက်တဲ့အခါမှာတော့နုညညင်သာတိမ်မွေသောသုံးမစကားနဲ့ညင်းပယ်လို့မဖြစ်နိုင်တော့ဘူးဒေဝရကထိထိမိမိပြောမှဖြစ်တော့မယ်ဆိုတာတော့မြတ်စွာဘုရားရှင်ကသဘောပေါက်တော်မူပါတယ်ရှေ့ကနှစ်ကျိန်လုံးမှာမြတ်စွာဘုရားရှင်ကဒေဝရတန်ခါကိုဆောင်ယူဖို့မနစ်သက်ပါနဲ့လို့တကြိမ်မတင့်တော်ပါဘူးဒေဝရလို့ပြောလိုက်တာကတကြိမ် အဲ့တော့နှစ်ကြိမ်ရှိပြီဒီတစ်ကြိမ်တော့မြတ်စွာဘုရားကဒေဝရတ္တငါဟာပညာရမဧတထက်ရတဲ့တာရိပုတ္တရာကိုလေတန်ခအဖွဲ့စည်းကိုမလွှဲဘူးတကောတော်အရာမဧတထက်ရတဲ့မောကလံကိုလေတန်ခအဖွဲ့စည်းကိုငါမလွှဲဘူးအဲ့ဒီလိုပုဂ္ဂိုလ်တွေကိုတောင်မလွှဲဘဲနဲ့ခေလာတကသူတစ်ပါးစွန့်ပြစ်သောတဒွေးနဲ့တူတဲ့ပစ္စည်းလေးပါးကိုစားတောက်နေတဲ့တင့်ကိုငါဘယ်လိုလုပ် ။တန်ကအဖွဲစည်းဖို့ပြရမှာလေလို့အဲ့ဒီလိုပြောတော်မူပါ။အဲ့ဒီလိုမြတ်စွာဘုရားကဒေဝရတ်ကိုကျင်းမောင်းလိုက်တဲ့အခါမှာဒေဝရတ်ကတွေးတာပေါ့။ကြည်စံမြတ်စွာဘုရားကငါ့ကိုမင်းနဲ့တကွာသောပရိသတ်၄ပါးရဲ့အလယ်မှာဒတွေးကိုစားတဲ့ယဟန်လို့ကျင်းမောင်းလိုက်တာပဲလို့အဲ့ဒီလိုတွေးပြီးတော့မြတ်စွာဘုရားကိုအဲ့ဒီအချိန်ကစပြီးတော့ဒေဝရတ်ကရံညိုးဖွဲ့ပါဒီနေရာမှာရွဲကုန်တဲ့ဘဝကစပြီးတော့ ဖရာလောင်းနဲ့ဒေဝရအလောင်းဟာရံညူးဖွဲ့တယ်ဆိုတာကပါရမီဖြည့်စင်ဘဝတွေမှာဖြစ်ခဲ့တာ။အခုရံညူးဖွဲ့တယ်ဆိုတာကဒီဘက်ကလည်းမြတ်စွာဘုရားဖြစ်ပြီးသူကလည်းယဟန်ဖြစ်ပြီးဒီဘဝမှာပထမဦးဆုံးရံညူးဖွဲ့တာဟာအဲ့ဒီကစတာ။ဒေဝရကိုသတွေးစားတဲ့ပုဂ္ဂိုလ်လို့ပြောလိုက်တဲ့အချိန်ကစပြီးတော့ဒီဘဝရဲ့ရံညူးတက်စတဲ့အနေထားဖြစ်ပါတယ်။အဲ့ဒါအရင်တုန်းကတော့ ဒေဝရဟာသာသနာကောင်ကိုဝင်လာစားတော့ကအင်မတန်တော်တယ်တဲ့တော်တာပေါ့သူတိတ်တော်လို့လဲလောကီအဘိညာဉ်တကူတီကိုအချိန်တူတူအတွင်းရရှိခဲ့တာဖြစ်ပါတယ်အင်မတန်တော်တဲ့ဒေဝရပါဒါကိုဘုရားရှင်ကိုတော်မြတ်ကလည်းချီးမွမ်းတော်မူခဲ့ပါတယ်သို့တော့နောက်ပိုင်းကာလအခုလိုပြိဋ္ဌာအလယ်မှာသတွေးကိုစားတဲ့ပုဂ္ဂိုလ်လို့သူ့ကိုပြောတဲ့အချိန်ကစပြီးတော့ဒေဝရဟံမြတ်စွာဘုရား ဒုက္ခရောက်ရာရောက်ကြောင်းတွေကိုတစ်ခုပြီးတစ်ခုလောက်ပါတယ်။နောက်ဆုံးအစာတသက်နဲ့ပေါင်းတဲ့ဟာဒီကနေစတာဖြစ်ပါ။ကျွန်တော်တို့မြတ်စွာဘုရားဟာတွေ့ကြည့်ရင်အသက်ကြီးလို့နောက်ဆုံးကာလရောက်တဲ့အချိန်မှာ ပုံပြီးတော့အတိုက်ခိုက်ခံရတာကိုတွေ့ရှိရပါတယ်။ဒါတော့ထားတော့ဒီဘက်ကစောစောကပြောတဲ့ခေလာတကဆိုတာကိုပြောကြရအောင်။ခေလာတကဆိုတာကတော့ယဟန်တွေမှာအာဇီဝပါရိတုဒ္ဓတိလာဆိုတာရှိပါတယ်။အဲ့ဒါကတော့ ယဟန်တွေဟာအသက်မွေးမှုစင်ကြရပါမယ်တဲ့ဒီတော့ဘုရားရှင်ကိုတော်မြတ်ကခေလာတကသရွေးကိုစားတဲ့ယဟန်လို့ဒေဝရကပြောလိုက်တာဟာပစ္စည်း၄ပါးရဖို့အတွက်မိစ္ဆာဇီဝလို့ခေါ်တဲ့ဆေးပူတာတွေဓာတ်ရိုက်ဓာတ်ဆင်လောက်တာတွေရေရရပေးတာတွေငွေရိုးချီးတာတွေလူမှုဝန်ထမ်းပရဟိတအလုပ်လုပ်တာတွေပေါ့အဲ့ဓာတွေဟာမိစ္ဆာဇီဝဖြစ်တဲ့အတွက် အဲ့ဒီအလုပ်တွေကိုလုပ်ပြီးရလာတဲ့လတ်လာဘတွေကိုစားတောက်နေတဲ့ပုဂ္ဂိုလ်တွေဟာအရိယာသူတော်ကောင်းတွေစွန့်ပြက်တဲ့အံထုတ်တဲ့တဒွေးကိုဝါမျိုးစားတောက်တဲ့ယခန်လို့ခဲ့ရတာဖြစ်ပါအဲ့လောက်ဆိုရင်ခေလာတကဆိုတာဘာလဲပေါ့ရှင်းပြီထင်ပါတယ်အရိယာသူတော်ကောင်းတွေနှစ်သက်ချင်းမရှိသော စွန့်ပြက်အပ်သော မိစ္ဆာဇီဝနဲ့ရှာဖွေတဲ့ပစ္စည်းလေးပါး တတွေးနဲ့တူတဲ့အရာကိုတင်းမီစားတောက်တော့ယဟန်ကိုခေလာတကပုဂ္ဂိုလ်လို့ခေါ်ပါတယ်။အဲ့ဒီလိုမြတ်စွာဘုရားရှင် မနှစ်သက်တဲ့မိစ္ဆာဇီဝနဲ့အသက်မွေးတဲ့အတွက်ကြောင့်လည်းဒေဝရဟာတတွေးကိုစားတော့ယဟန်လို့ကဲ့ရဲ့ခံရတာဖြစ်ပါတယ်။ဒီတော့ဒီဘလော်လေးရဲ့အစပိုင်းမှာကျွန်တော်ပြောခဲ့သလိုပါပဲမိတ်ဆွေတို့ကျွန်တော်တို့ဟာတနေ့နေ့တစ်ချိန်ချိန်မှာအကြောင်းအလျော်စွာယာယီဒုံလဘယဟန်ဝိတ္တာပဲဖြစ်စီ ယာသက်တံယဟန်ဝတ်တာပဲဖြစ်စီအဲ့ဒီလိုအကြောင်းမျိုးမျိုးကြောင့်ယဟန်ဘဝကိုရောက်မယ်ဆိုရင်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကဲ့ရဲ့ရှုံချကျိန်းပေါင်းတော်မူတဲ့တတွေးကိုစားတဲ့ယဟန်ဖြစ်အောင်နေကြမှာလားအာဇီဝပါရိကတုတ်တိဒီလာလို့ခေါ်တဲ့စင်ကြယ်သောအသက်မွေးမှုနဲ့နေရမှာလားဆိုတဲ့မက်ဆေ့လေးနှစ်ခုရသွားနိုင်မှာရသွားတယ်လို့လည်း ထင်ပါတယ်ဒါကြောင့်ဒီဘလော်လေးကိုတော့ကျွန်တော်ဒီလောက်နဲ့ပဲသိမ့်မရစေခင်ဗျ